ျမတို့မြန်မာနိုင်ငံတော်ကြီးဟာတယန်စာတဘိုးကျွေဝပြီးရေကြီးကရွှေသီးရဲ့လှပတဲ့နိုင်ငံတစ်ခုပဲဖြစ်ပါတယ်။တယန်နာပေါင်းစုံ၊လူမျိုးပေါင်းစုံနဲ့ရင်ကျေးမှုပေါင်းစုံရိုးရတတိယရဲ့စုဖွဲ့ရမည်။ဂျူသားဖော်ရည်မှုကိုနှစ်သက်မြင်လို့သူရဲ့ပြောစရာမြည်ပါ။ဒါရီကိုအမျက်ထုတ်ပြီးနိုင်ငံအတွင်းမှာနေထိုင်ကြတဲ့အာနာကိုမမောတဲ့မတမာသူကြီးကြောင့်နိုင်ငံဟာခေတ်အဆက်ဆက်မှာအမောင်တို့တွေလက်ချုပ်ခံရရပါတယ်။ ခစ်ဆိုးစနစ်ဆိုးတွေကိုတော်လှန်ဖို့အတွက်အသိပညာရှင်တွေအတတ်ပညာရှင်တွေတတိရှိသူတွေအမှန်တရားအတွက်အသက်ဆုံးဝင်သူတွေအများအများပေါက်ဖွားလာကြပါတယ်ဒီအမောင်တို့ကိုတိုက်ဖြတ်ဖို့ခေအလိုက်အာစာနီတွေခေါ်မိရင်ရှင်များလဲပေါ်ထွန်းလာခဲ့ပါတယ်1948ခုနှစ်မှာတိုင်းတစ်ပါးရန်ကနေလွတ်မြောက်ပြီးလွတ်လပ်ရအောင်ကြိုးစားခဲ့ရင် ဆုံးရှုံးသွားခဲ့ရသောဗိုလ်ချုပ်အောင်စနေအာစာနီရှင်များ1962ခုနှစ်မှာအသားတွေကလောက်ထွက်တဲ့လူယုံမာတွေကြောင့်ခွန်ခွန်6နှစ်မမေ့ကြနိုင်ဟုသွေးနေရည်ခဲ့သောကိုကျော်ဝင်းအပါဝင်ဆုံးရှုံးခဲ့ရသောမိရင်ရှင်များ1988ခုနှစ်အထကနှစ်လာတာကျောင်းသူလေးမဝင်းမော်ဦးအပါဝင်မိရင်ရှင်များနဲ့2021ခုနှစ်ညိုးတော်လန်ရီမာတီယခုတန်ရွရွချွန်တိုက်ပွဲဝင်ကြသောမိရင်ရှင်များ ဟုတ်ပါတယ်။ယခုလိုမြင့်ရှင်များပေါ်ပေါက်လာရခြင်းဟာအမှန်တရားကိုချင့်မြတ်လို့တဲ့စိတ်၊ကိုယ်ရည်ကိုယ်မြေကိုချင့်မြတ်လို့တဲ့စိတ်၊နောင်လာနောင်သားတွေအတွက်ကောင်းကျိုးတွေရရှိဖို့အသက်ပေါင်းများစွာပေးဆက်ရင်းနှီးခဲ့ကြရင်ဖြစ်ပေါ်လာခဲ့ပါတယ်။ယခုမှတော့ကျမတို့အဖွဲ့သားတွေကရင်းနှီးခဲ့ရတဲ့မိစများရဲ့မြင့်ရှင်များကိုဂုဏ်ပြုရင်းယခုဇက်ကိုနှိုးဆော်ဖို့ S12 ကိုဖိတ်ခေါ်အပ်ပါတယ်ရှင်။ ေပွဲလာပြိတ္တကြီးများရှင်သူတော်မဟုတ်ရုံမာသည်စီရိုက်လူသူမိုက်တစုဟာ အာနာယမက်ငန်းဖန်းကျန်းကျင်နိုင်ခြင်းရမ်းကျင်နိုင်ရန်ပြီးနိုင်ငံတော်အာနာကိုအတင်းတမသိမ်းယူခဲ့ကြပြီမဲ့ပြည်သူရင်နှင့်ပြည်သွေးချစ်မိရင်ရှင်တို့ဟာဆိုရင်ဖြင့်အလင်းတော်ဆောင်ဖို့လောင်စာစီကိုတဖုံမီးစာရဖို့တသွေးတရက်တနားတစ်ဆက်ကန်စာများပင်မနာရန်စူးစမ်းနေကြပါလိမ့်ရှင် ညိုလေးတစ်မျိုးမှာညီမအရင်လိုချစ်ခင်ကြတဲ့တငယ်ချင်းနှစ်ယောက်ရဲ့အဖြစ်အပျက်ကတော့ Daddy သမီးကြီးကိုလက်ခံမလို့မရဘူးလား Daddy စကားကုန်ပြောပြီးသမီးသမီးဒီပလိုမာပွဲယူပြီးတော့နိုင်ငံသားကိုထွက်ကိုထွက်ရမယ်သမီးကို Daddy ကကောင်းစေချင်လို့အခုလိုစီစဉ်ပေးနေရနော်ဟုတ်တယ်သမီးမမေကတော့သမီးရဲ့ဖေပြောတဲ့အတိုင်းပဲလုပ်စေချင်တယ် Daddy တော့မမေဘာလို့သမီးကိုခုတ်လဲပြောနေစားအတိုင်းသိတယ်နိုင်ငံလုံးမှာဆိုလို့လေဟုတ်တယ်မလား တမီးကငင်းငယ်လေးနဲ့ဒေယုစကားသူတင်မသိနားထောင်ခဲ့တာပါ။အေးရရှိရတမီးချီပြန်နိုင်ငယ်မလို့ရဲ့လား။တိတ်စကောင်းနဲ့ဒယ်ဒီ။တမီးကလူငယ်ပါ။အနာကရှိတယ်ဒယ်ဒီ။အနာကရှိတယ်။တိတ်တော်လာဒယ်ဒီ။ဒေတာကြောင့်ရှိမှန်းပြီးကိုတို့ကသမီးတို့ကောင်းစားဖို့လုံနေတယ်။တမီးမိရဆိုဒီခွက်တယ်မှာပလက်ညောနေရပြီ။သိရလားဒယ်ဒီရဲ့။ချစ်စုနင်တော်ရမယိုင်းတဲ့ကလေးမငါဒီလိုလုံနေရင်နင်ကောင်းစားဖို့အတွက်ငါတို့ကအသက်ကြီးနေပြီ။တေယုံပဲရှိတော့တာ။ ဒါကောနေကမသိတတ်ပဲမိဘကိုအဲ့လိုတခုံးမကြံပြန်ပြောရမယ်လို့နင့်ကိုဘသူတင်ပေးထားလဲပြောစမ်းဘသူမှတင်ပေးရမလို့ဟုတ်တယ်ဒီတမလဲစဉ်းစားတော့ခေါ်တယ်အောင်းလုံးနဲ့လူပါပြီးတော့တမရလက်ကြည့်တဲ့လူငယ်တယောက်ပါတမစစ်ကဆုံးနေချက်ချပငယ်ရှိရတဲ့ဒီရဲ့ကိုတော်ပါတော့ဒီမှာတမီးကငယ်လေးပဲရှိသေးတယ်လူလောကကြီးအကြောင်းဘာမှသိတည်သေးတာမဟုတ်ဘူးဆောက်ကိုပဲအယုံဆန်းဆန်းမှတမီးရဲ့ ။သမီးကအမမသိဘူးလားမပြောရနဲ့မမီ။တိုင်းကုံသိတယ်။အမနဲ့မလည်းခွကြနိုင်နဲ့။အရာရှိတဲ့သမီးကတော့နိုင်ငံရေးမှာအပေါဝင်ရောက်ဆိုရင်လက်ခွင့်ချင်အိမ်ဝါဆင်မယ်။ Just so babe. တော်ပါတော့ကိုရဲ။ကျမတောင်းမှန်ပါတယ်။သမီးသမီးချစ်စုရဲ့ဒီလိုနဲ့ပဲချစ်စုတယောက်အိမ်ကနေထွက်ခွာလာပြီးတငယ်ချင်းဖြစ်တဲ့ရည်စီကိုတွားခဲ့ပါတယ်။သူလျှောက်နေတဲ့ခြေလမ်းတိုင်းမှာတော့ပြင်းပြတဲ့ခရင်ချစ်တွေနဲ့ထက်ချက်မကွာရှောက်လန်းလာပါတော့တယ်။တိုင်းပြည်အတွက်တော်လန့်ခြင်းစစ်အပြည့်ရှိရာဟာ ောင်းတဲ့လက္ခဏာဖြစ်တဲ့အပြင်ယရီကလည်းစိတ်တူကိုယ်တူဖြစ်တာပေါ့ရှင်ရီရီရေအဲချစ်စုနင်ဘလို့ဖြစ်လာရလဲလာလာအိမ်နဲ့ဝင်ခဲ့တမီးချစ်စုမျက်နှာလည်းမကောင်းပါလားအိမ်နဲ့ပြဿနာတက်လာလို့လားယင်ဟုတ်တယ်အန်နီဒီဇာရေတမီးအိမ်မောဆင်းလာလိုက်တာပြီးရက်ထဲဝင်ပြီးတော့တနာကြီးအကုန်လုံးကိုဆုံးရပြီးပြီ အဲ့နင်းရဘယ်လိုလုပ်မှာလဲငါတို့ကနောက်တစ်ယောက်လဲနေအောင်ဟာငါတို့သမိုင်းလှဘူးငါတို့အနာဂတ်တွေထွန်းလို့ရတဲ့နေရရတယ်လို့မိသားရှာပြီးထွန်းလိုက်ရမှာပဲရည်နင်းတခြားဆုံးဖြတ်ထားပြီဆိုရင်တော့ငါလေးလိုက်ခဲ့လိုက်တော့ငါလေးမနေ့ပြန်တော့မိနေ့ပြင်ဆင်နေရဟုတ်တယ်သမီးရေသမီးရဲ့တငယ်ချင်းယတိကလည်းစိတ်အားထက်သန်တယ်ဒါကြောင့်မေမေဖြစ်တဲ့အန်ဒီကပဲပတ်မကူညီရတာပေါ့သမီးရေအရန်လည်းမတွေးပါနဲ့သူတို့လည်းသမီးကိုချစ်တတ်မိပါလို့ဖော်မလို့ပါကွယ် နုနယ်ပြုမြင်ခြင်းရေးရင်စွန်စားခြင်းထက်တန်တက်ကြခြင်းကိုကျုံးစွအနစ်နာခံခြင်းတွေနဲ့တိဆောက်ထားတဲ့ဒေါ်လန်ကြီးစခန်းတွေဟာမြမပြည့်ရဲ့လွတ်မြောက်နေမြည်သည်ဒီမှာမိုးဦးကျတစ်ပင်လေးများလိုအပြိုင်အယိုင် ပေါ်ထွန်းလာခဲ့ကြပါပြီ။အဲ့ဒီစခန်းတွေမှာချစ်စုနဲ့ယတီတို့ရောက်ရှိနေတဲ့ဗိုလ်ကြီးဗလာခေါင်းဆောင်နဲ့ PDF တက်စခန်းလေးအပါဝင်ပေါ်ရှင်။ ဒီကနေ့ရဲဘော်တွေကိုခေါ်လိုက်ရတဲ့အကြောင်းရင်းရတော့ပွဲသိမ်းတိုက်ပွဲဟာလာပိုင်းရပိုင်းတွေမှာရောက်ရှိလာတော့မယ်ဆိုတော့ရဲဘော်တွေလည်းစိတ်စားမိလိမ့်မယ်။ထို့တခွဲဟာစစ်တပ်ခွဲဖြစ်ပေမဲ့လိုအပ်ရင်တိုက်ခိုက်ရေးတာဝန်လည်းယူရလိမ့်မယ်။ဘာလဲတခြားတာဝန်ထမ်းဆောင်မှုရှိတယ်။လိုတဲ့အချိန်မှာရဲဘော်တွေကိုပြောပြမယ်။အေးခုတပ်ခွဲမှာတော့ငါတာဝန်ယူနိုင်ဗိုလ်လေးစီတူကအုပ်ချုပ်ရေးကိုတာဝန်ယူပါ။ဗိုလ်လေးရဲ့ဒီကတော့စစ်စစ်ရေးတာဝန်ယူရလိမ့်မယ်။တကြကြီးချစ်စုစစ်တပ်ခွဲကိုဦးစီးပါ။စစ်စစ်ရေးအချိန်မွေးစတင်နိုင်လို့စိတ်တပ်ကိုအကောင်းဆုံးမြင်နေထားပြီးတတိလက်မလို့လည်းမှာခြင်းနဲ။ကဲအားလုံးပါမရှိနိုင်ရှိလေ။ဒီအဘိုးကြီး ရဲကြီးရဲသွေးရဲစိတ်ရဲမှန်ရဲဟံပဂတိရဲတီလူမောပွဲတိုင်းကျော်တို့ဟာအမိမီအတွက်တိုက်ပွဲဝင်ရန်အသင့်ရှိနေပါပြီ။တန်ကောင်အကြောင်းမလှရှာတဲ့ရွာလေးတရွာကမတစ္ဆာဆိုရဲမြို့တမီလေးတယောက်ရဲ့တကူတဲ့မိတော်တန်ကတော့အော်ကိုစားကိုစားသူတော်ကောင်းကြီးရဲရင်လုံးသူကြီးအိမ်နောက်တောင်တိုင်းမီတောင်ကြေလွန်းသူကြီးရဲ့ ရှင်ကတော့ငင်းညံ့ရအောင်ရောက်သွားပြီပေါ့နော်။တကယ်ရောငင်းညံ့ပါရဲ့လားရှင်။ရှင်ထွက်သွားတာဒီနေ့၃လနဲ့၁၁ရက်ပြည့်ပြီတော့။ဘေဘေးနိုင်မှမလဲတော်ရည်။လက်လုံးတနက်လေးတစ်လက်လက်လုံးမိုင်းလေးတစ်လုံးနဲ့တစ်ဖက်လုံးကိုကာကွယ်သားတဲ့။ရန်သူကိုတဦးတည်းကိုရောင်ပြညာခေါ်ပြီးရန်သူအနားရောက်မှ မိုင်းခွဲပြီးသူသေးကိုသေးတိုက်ပြသွားတယ်ဆိုပါလား။ရှင်ပြောတော့သူသေးကိုရှင်ဆိုရှင်။အင်း တောသူမကျမနားမလည်နိုင်တော့ပါလားရှင်အလို့အကန်အဆင်မပြေတာကတော့ပြောမနေပါတော့နဲ့ရှင်လုံစားမှုခေါင်ခိုးစားခွေးဟောင်ရဲ့လို့စကားရှိပါရဲ့တခါမှခိုးမစားဘူးပဲမဲ့ခွေးရဟောင်လုံးပါတယ်တော့အလို့ပြောရင်ဆိုရင်ဘာသာနေပါလိမ့်။အိုးခတ်တော်လာပဲ။ခွေးတွေဝင်လာပြီ။အဲတကယ်တော့တင်းရှိဆုံးမြ။ငါငါပြည့်လွတ်မှာလား။ ဒါမှမဟုတ်ဒီကမှုလေးအွယ်ကစောင့်ပြီးဒီဓမ္မနဲ့သစ္စာဟာဓမ္မကိုတင်းကျပ်စွာ깟ပြီးကုန်းကမှုအွယ်မှာကိုယောင်ဖြောက်လို့အသင့်ရှိနေခဲ့ပါပြီ။အဲ့ဒီအချိန်မှာဖက်စစ်မိစာလူသမားတွေဟာအာပွန်ရကောင်လည်းဘလောက်တောင်တောက်ထားလဲမသိဘူးလမ်းလျှောက်တာတော့ရိုင်းနေတယ်ငါလို့လို့မပါဘူး။ငါတိုင်မျိုးခိုးငါတို့ရွာတွေကိုမီးရှို့ငါလင်ကိုတတ်တဲ့လူတွေ့ဆန်နေသိပြီတော့ ဟဲ့အောင်လေဘာအကြောင်းလဲတော့ပြစ်ဟာဟုတ်ကဲ့ဘိုးကြီးဟာဘယ်အပြင်းနေအောင်နေရာယူရဟာဟုတ်ပါလေရှင်ဘိုးကြီးပလကောင်းဆောင်ပြီးရဲဘော်ယတိပါဝင်နဲ့တက်ခွဲဟာတစ္ဆာတို့ရဲ့ရွာကံကြမ္မာဇိုးကိုကာဝယ်ဖို့ရဲဝံစွန်စားဝင်ရောက်လာကြပါပြီဒီရွာသားတွေကိုကြော့ပြစ်ခွေးတွေထိအောင်ပြစ်ဘိုးကြီးရွာသားတွေဝင်နေမယ်ဆဲမချရသေးဘူးခုခုနောက်ကခွေးဆက်တဲ့နယ်တစ်ဖွဲ့ရအောင်ပြစ်ခွေးဆိုတတိယ ီတုစဒါပီတုရေဘူးရေရေဟဲ့ဟေးရီဒီထားပါအောင်ဟာချစ်စလို့စစ်တော့လေမကြခင်ရောက်လာတော့မှမလို့နင်တတိမမွေးအောင်တော့ခဏတော့တော်ခံပေးပါအောင်ဟာရေရီဟာရေရီတတိတော်ငါစောက်ဖို့ကြိုးစားပေးမှာမမေရောမမေရောချစ်စုမမေရှင်ကမနေ့ကပြေးစားလေးပို့ပေးပါရေရီ ပြဒီဘာလို့လဲဟာပြဒီရဲ့နင်ရောညောတဲ့နေ့မဟုတ်တယ်လို့သာမဆိုအခုတော့ငါ့ကိုရောက်တဲ့ထားခဲ့ပြီနင်တည့်ရဆုံးနဲ့ဟာကဲချစ်စုရဲကြီးကိုအင်းချင်းချင်းတာဝန်ပေးလိုက်ပါရဲကြီးတိတ်လို့ရှင်နေမျိုးသိမ်းလိုက်ပဲငါတို့ရအောင်မြင်ခဲ့ပြီရဲကြီးတက်ကတော့ငါတို့ဒီမှာပဲကောင်းမှုကုသိုလ်တွေလုပ်ခဲ့ကြမယ်လို့စီစဉ်ထားတယ်မိရင်တကူငင်းနိုင်မိတော့ကတော့ပိုပြီးကြည်လာခဲ့တာပေါ့ရှင်ရဲကြီးရဲ့အသက်ပေးမှုဟာလဲထိုအတိုင်းပါပဲအင်းရှင်ရှိလားခင်ဗျာ ဒေါ်စုစာရှိလားအေးရှိရဲ့ကွဘာကိစ္စလဲအတော့နာမည်နဲ့စာတဆောင်ရောက်လာလို့လာပို့တာပါအော်အေးကျေးဇူးနော်ဘယ်ကစာပါလိမ့်နော်အော်ငါသမီးနဲ့စီကပဲဟုတ်ပါတယ်မိခင်တော်သူစာကတော့သူမရဲ့သမီးဆုံးတာမသိပဲဝမ်မက်တတာနဲ့ဖက်လိုက်ပါတော့တယ်သူမေမေမိချစ်တဲ့သမီးရဲ့ဒီပါဒီစာကိုမေးဖက်နေရင်သမီးဒီလောကကြီးမှာမရှိတော့ပါဘူးဒါမဲ့မိလုံးဝဆင်မကောင်းမဖြစ်နဲ့နော်မိကုန်ယူနေပြီပါ မေတ္တမီရဒီရဒီနိုင်ငံကောင်းကျိုးထမ်းဖို့ခဲ့သူမမေလုံးကမမနေပဲဂုံလိုက်ပါပြီးတော့မမေကိုလည်းရမ်းချစ်တယ်မမေချစ်ချင်းနေကြထမင်းရင်းတွေကိုလည်းရမ်းတယ်မမေကိုဒီထက်ပိုပြီးဂူးဆိုင်ဖို့ရည်ထားခဲ့ပေမဲ့မဖြစ်နိုင်တော့ပါဝင်မီနောက်ဝမ်းမရှိခဲ့မယ်ဆိုရင်မမေနဲ့ထွက်တယ်ချင်ပါသေးတယ်မမေချစ်လာသောတမီရဒီအော်တမီရဲ့တိတ်ကိုရဲရင်လွန်ပါတယ်မမေနဲ့တမီတို့ရဲရင်နဲ့တမီမျိုးရထားတာကံကောင်းပါတယ်ဒေါရင်ຫນွေဦးအစညတညမှာ မိရင်လေးနဲ့အနားယူနေကြစင်ပါပဲဘုံမှုပလာကအခုဆိုရင်ကျွန်တော်တို့ဒေါ်လန်ခဲ့ကြတယ်လေးနှစ်တောင်ပြည့်ပြီဗျဟုတ်ပါရှင်ခင်းနေခဲ့ရတယ်လည်းမနေပါဘူးဟုတ်တယ်ဗျကျွန်တော်တို့ကထုံးလင်းထားတဲ့မိရင်လေးမျိုးပေါ့ဗျအမောင်တို့ကိုဖြူခွင်းပြီးတော့အလဲဆောင်နေရတာကျွန်တော်တို့တဆွမ်းတော့တော့ထုံးလင်းပေးရမှာပဲဗျဟုတ်တယ်နော်ဘုံမှု ဒီမင်းလိုမျိုးပဲကျမတို့ကအမဖုန်းတဲ့အချိန်မှာအလင်းနဲ့လည်းဘလိုပုံစံထွက်လာမလဲဆိုတော့ခမန်းရတယ်။ညှိုးလဲရတယ်။ဒါကြောင့်လည်းဒီအမဖုန်းနဲ့အနာရှင်တိုက်ထုတ်ကြည့်အနာကမင်းလေးကိုထွက်လာဖို့ညှိုးလဲရတယ်။ကျိုးသားနေကြတယ်။တော်လနေရတယ်။ဘာရည်ဒီဒီဆဲမလျှော့ဖို့ကသာအဓိကပါ။အောင်မြင်ဖို့ဆိုတာအောင်မြင်ကြစိတ်ရှိဖို့နဲ့အောင်မြင်အောင်ကျိုးစားနိုင်ဖို့လိုတယ်။ပါဇက်ကသာငါအောင်မြင်ရှင်တယ်လို့ပြောလို့အောင်မြင်ရတာမှမဟုတ်ပဲ။ဒီလိုပဲငါတို့ရဲ့တော်လိုင်းကလည်းအာနာရှင်ကိုအပြည့်ချေပုံးခြင်းပါတယ်ဆိုပြီး ။ဗဇက်ကနေပဲအော်နေလို့မရဘူး။လက်တွေစူးစမ်းအထောက်တော်လမ်းမှာအာနာရှင်ကအရင်ပြက်မှာဟုတ်တာပေါ့ဗျာ။မချစ်စုကိုပဲကြည့်ဗျာ။အရာရှိသမီးဖြစ်ပေမဲ့တော်လန်ရင်မှာပါဝင်လို့ရစိတ်တဲ့ကြောင့်ဘာကုန်းမှမကြောက်မရွံ့ပဲရေရေကြီးကြောင်းသားတက်မလို့ကြီးစီကိုရောက်လာခဲ့တာလီ။ချစ်စုကတကယ်တော့တသိမရှိပါဘူး။အမိုင်းဒီရောရင်အရင်တော့အသေးဝိုးကြောင့်နေလေ။ဒေတော့မှမျိုးတဲ့အရေးအမှပဲနေခဲ့ရတော့ဒီလိုတကားတစ်ခုနဲ့တစ်ခုတင်နှောင်းထောင်းခဲ့ရတယ်။ဒါမှလည်းဒီအသည်ကြီးရဲ့ခြံနေစပြီးတော့ ခရုပ်ပြောတဲ့နောက်နားမထောင်ပဲတော်လိုင်းမှာပိုင်းခဲ့ရလေအခုဆိုရင်ဒိတ်တော့ရင်ခွင်ကထွက်လာပြီးတော့နိုင်ငံတော်တောင်းတနေရနေဘဝဒေါ်လာနေရလို့ကိုကိုကိုယူတယ်ချစ်စောနောင်လာမရခြင်းလူဆိုကကိုသမိုင်းကိုယူကြရတယ်ချစ်စောကတော့သမိုင်းမလာနေချစ်မခံနိုင်ဘူးအတိတ်ရစ်ဆုပ်ပန်အနာဂတ်တော့ခုစလုံးမှာကျောင်းကိုလိမ့်ရတဲ့နေရာမျိုးကျွန်မခံယူထားတယ်တိတ်ကွန်မန်နာဘဝချစ်စုရဲ့ဒီယာနာရှင်တွေကိုအပြစ်တိုင်ချင်ပုံပြီး တရားလှပတဲ့အနေအငယ်တခုကိုငါတို့မြန်မာနိုင်ငံရဲ့အနာဂတ်လူငယ်လေးရဲ့အတွက်ယူဆောင်ပေးနိုင်အောင်ငါတို့ကြိုးစားကြတယ်။ Okay အားလုံးလည်းပြန်မယ်ရပြီဆိုတော့အားယူကြတော့ပေါ့။ဘွယ်လာ every တမယာရှင်ကျမတို့မြန်မာနိုင်ငံကြီးအလင်းပြန်ရနိုင်စေဖို့အမောင်ဖုံးလာတဲ့အာနာရှင်ကို အပိသက်ချေမုန်းစေနိုင်ဖို့အတွက်ကျွန်တော်ကျမတို့အားလုံးပါတာဝန်ရှိလာပါတယ်။ပြစ်ဆုံးပါမသည်အနာဂတ်တို့အတိတရင်ယူချစ်စိတ်ခံယူချက် အရယူလို့မှုတွေပါဝင်တဲ့အောင်လန်တစ်ခုကိုကိုင်ဆောင်ရဲ့ဒီဂျော်ဒန်နေနဲ့အာနာရှင်စနစ်ဆိုးကိုမောင်းထုတ်ရမှာပဲဖြစ်ပါတယ်ရှင်။ဒါကြောင့်ကြာယာကန္နာအတီးတီးကနေဂျော်လန်ကြီးအတွက်တစ်ဖက်တလန်းကဂူညီတော်လန်ကြီးကျမတို့ရဲ့မီးအိန်ရှင်အတန်ပြန့်ဆက်လေးကိုဒီမာရင်ရနာခွင့်ပြုပါတော့ရှင်။ညပြညာထိုးလေကြဖို့အစီတီ